အားလုံးပဲဗျာတခုပြောချင်တာရှိရဲ့ဗျာအခုစစ်ရှုံးကောက်စီပေါ့ဗျာအများပြောနေတယ်စစ်ရှုံးကောက်စီအဲစစ်ရှုံးကောက်စီကဟိုဟိုစစ်သားတွေပေါ့စစ်သားတွေကကြောက်ဖြူတို့ဒီရခိုင်မက်မှာပေါ့နော်အတားအကြများပြီးတော့ပြေးလာနေကြတာအားလုံးသိပဲပေါ့နော်အဲ့ထဲမှာပြေးလာတဲ့ထဲမှာကျွန်တော်တို့စစ်မှုထမ်းပါသွားတယ်ပေါ့2024အဲတကြံကာလလောက်ကစစ်မှုထမ်းပါသွားတဲ့လူငယ်တွေတော်တော်များများရှိတယ်အဲ့တော့တချို့ကတော့ခရင်ပြည်နယ်ရောက်နေကြတယ်တချို့ကရန်ကုန်နဲ့ရောက်နေကြတယ်ရန်ကုန်နဲ့ကနေတနင်္လာရွှေ့သွားတာတွေရှိရပေါ့နော် ဆိုတော့အဲ့ဒီလူငယ်တွေ ਨੇ အဆက်အသွယ်ရလို့မေးမြန်းထားတာကတော့ဟိုတော်တော်များများကဟိုတကြံကာလမှာပေါ့နော်2024တကြံကာလမှာသူတို့စစ်မှုထမ်းရတယ်စစ်မှုထမ်းပြီးတော့တုံးနာပဲအကြာမှာပဲရခိုင်ကိုပို့လိုက်တယ်ရခိုင်မှာသူတို့အတူတူသွားတဲ့ လူတွေပေါ့နော်သူတို့တငယ်ချင်းတွေဒီတရက်ခွက်တဲ့သားတွေကအယောက်20မှာ3ယောက်ကစောစီးပြေးတယ်18ယောက်ပါသွားတယ်အဲ့18ယောက်ထဲမှာ2ယောက်ပဲကျန်နေပြောတယ်တနေ့တနေ့ကိုကြားတဲ့လူတွေအများကြီးပဲပေါ့နော်ဆိုတော့အဲသူတို့ကြတော့ဘယ်လိုပြောမလဲဆိုစီရီယန်လို့လည်းမခေါ်ဘူးပေါ့ဗျာစစ်မှုထမ်းရှောက်လို့လည်းပြောလို့လားမများပြန်ဘူးဆိုတော့သူတို့ကလက်နက်ချတဲ့လူတွေလို့ပဲပြောရမှာပေါ့နော်အဲ့ဒီလူတွေကအာဟိုသူတို့ပြောပုံရဆိုလို့ရှင်ဗျာအဲ့ဒီမှာကြာသွားတဲ့အဲစစ်သားတွေကိုသူတို့က ဟိုလစာပုံမှန်ပေးနေရအောင်ဟိုလစာကို3လလောက်ဟိုမတေးစီးရင်မပြဘဲနဲ့သူတို့အဖတွေကယူထားတာပေါ့နော် ယူထားပြီးတော့3လလောက်ကြာကမှအဲ့တေးပြီး3လလောက်ကြာကမှအိမ်ကိုចောင်းကြတာတို့ဘာလို့လုပ်တယ်တဲ့အခုသူတို့ပြေးလာတယ်လေဘယ်လိုပုံစံနဲ့ပြေးလာဆိုចမ်းမရမကောင်းလို့ဘာညာဆိုပြီးတော့မှဒီဈေးခွင့်နဲ့ပြန်လာတာအဲ့တော့ရောမင်းတို့ဈေးခွင့်နဲ့ပြန်มาပဲအဲအဲ့တော့မင်းတို့ဟိုလကတော့မင်းတို့မရနိုင်ဘူးမင်းတို့ပြေးမဲ့ကောင်တွေပဲဆိုပြီးတော့အဲသူတို့ကသူတို့လကတွေကိုပါယူထားတယ်ပြောတယ်ဆိုတော့ဒီကောင်တွေကစစ်မတိုင်ပဲနဲ့နောက်ကောင်တွေခိုင်းတာလည်းရှိတယ်အဲပြီးတော့အဲ့လိုအဲ့လိုမျိုးတွေလှုပ်ရှားနေရပါဗျာဆိုတော့တချို့ကောင်တွေလည်းပြေးပြီပေါ့ဒါပေမဲ့အခုမှဝင်လာတဲ့ကောင်တွေတော့နည်းနည်းသတိထားရလိမ့်မယ် င်ပဲဗျာဒါကသူတို့ကဟိုလက်နှက်ချတဲ့အဆင်ပဲဗျာမတက်တာလို့တေမာကြောက်လို့အလင်းဝင်ကြတာဗောနော်ဆိုတော့အလင်းဝင်နေပြောပါလားအလင်းဝင်နေဆိုတော့တော့တော့မကောင်းဘူးဗျာဆိုတော့ဒါကိုသားသမီးစိတ်ဝင်တယ်မပအောင်လည်းအားလုံးသတိထားကြပါအားလုံး view ဆက်ကြပါလို့ပြောချင်ပါတယ်